အသက်9နှစ်အရွယ်သာရှိတဲ့ကောင်လေးဟာတမူထူကြတဲ့အစားအသောက်ဗီဇာရှိနေတာဖြစ်ပြီးငရုတ်စော့ကိုယူမှုကြိုင်းနဲ့တက်နေတာပဲဖြစ်ပါတယ်။ပုံမှန်အချိန်မှာလည်းဘာသာစာငရုတ်စော့ကိုတွေ့စားတတ်တဲ့အချင်းရှိတာပဲဖြစ်ပါတယ်။အစီအစဉ်တက်ဆက်သူကောင်လေးဟာတစ်ချက်မြည်ဆန်းကြည့်လိုက်တဲ့အခါမှာတော့အရဟအလုံးမင်းဆက်လွန်ပါတယ်။တခြားသောသူတွေအာလူးချောင်းကျော်ကိုခရမ်းကျင်သီးဆောင်နဲ့တွေ့စားနေတဲ့အချိန်မှာကောင်လေးမှာတော့ငရုတ်စော့နဲ့ဒါစားဝင်နေတာမျိုးဖြစ်ခဲ့ပြီးခေါက်ဆွဲကအစားထုံနီတို့ပင်စားတောင်းနေခဲ့ပါတယ်။ ်အပြင်ဆိုင်တွေမှာထမင်းသွားစားတိုင်းကောင်းလေးရအလွန်ပင်ဆက်တဲ့ငရုတ်စော်ကိုကိုယ်နဲ့ထက်ချက်မကွာဆောင်ထားတတ်လေးရှိပါတယ်။ဒီရဲတောင်းနေတဲ့ထမင်းကိုမြည်ုံနဲ့လူကိုတွန်းဆုပ်သွားနိုင်စေပေမယ့်ကောင်းလေးအတွက်တော့အလွန်ပင်ကျဉ်တဲ့ဆရာဖြစ်နေခဲ့ပါတယ်။အဲနောက်ကောင်းလေးအမိဖြစ်သူဟာပကန်းစင်ကိုဖွင့်ပြလိုက်တဲ့အခါမှာတော့အထဲမှာလည်းငရုတ်စော်ဘူးတွေပြည့်နှက်နေခဲ့ပါတယ်။ကောင်းကလေးအဆက်စားနေတဲ့ရာဂိုင်းနှုန်းကိုစမ်းသပ်ဖို့အတွက်စီစဉ်တင်ဆက်သူတွေရငရုတ်တီအမျိုးအစားအနေငယ်ကိုပြင်ဆင်ထားလိုက်ပါတယ်။ပထမအနေနဲ့တော့ yellow mustard ဖြစ်ပြီးအလိုကြောင်းကြော်ဖြစ်အနေငယ်တို့ကကောင်းလေးရဲ့ပတ်သက်တဲ့ထည့်လိုက်တဲ့အခါမှာတော့ ကောင်းလေးအားချက်ချင်းပင်စာမကောင်းတဲ့အမူအရာမျိုးလုပ်ပြပါတော့တယ်။အဲနောက်ငရုတ်သေးစိမ့်မဲဖြစ်ပါတယ်။ကောင်းလေးစားလိုက်တဲ့အခါမှာတော့မျက်နှာတွေနီးရလာကအလွန်ဆက်နေတဲ့ပုံပေါက်နေခဲ့ပါတယ်။အဲနောက်တော့အရန်ဆက်တဲ့ဝါစာဘီဆော့ပဲဖြစ်ပါတယ်။ထိုနေတူအာလူကြောင်းဖြစ်လေအနှဲငယ်တူလိုက်ပါတယ်။နှစ်ခါလောက်တာဝါပြီးတဲ့နောက်မှာတော့ကောင်းလေးရဆက်လွန်နာကြောင်းငိုနေပြီးအမေရဲ့လက်ထဲကိုအမြန်ထွေးထုတ်လိုက်ပါတော့တယ်။အဲနောက်ရေးအလင့်မြန်ပြေးတော့လိုက်မှသာအနှဲငယ်တက်တာသွားခဲ့ပါတယ်။နောက်ဆုံးတစ်ခုကတော့သူ့အလွန်မင်ကြိုက်နေတတ်တဲ့ငရုတ်ဆော့ပဲဖြစ်ပါတယ်။ တကယ်လဲထင်ထားတဲ့အတိုင်းပဲကောင်းလေးရာစိတ်ချင်တဲ့စွာဖြင့်အားရပါရစားနေပါတော့တယ်။ညရောက်တဲ့အခါမှာတော့သူ့မိဘတွေရာသူမသိအောင်စားပြီးခိုးစားနေခဲ့ပေမယ့်ရင်းနှီးတဲ့အနံကိုအာယုံခံပြီးတဲ့ကောင်းလေးမှာတော့အဲ့ရမှာနိုလာခဲ့ပြီးအတူတူထိုင်စားနေပါတော့တယ်။ မိဘဖြစ်သူတွေကထုံမြင့်ခွင့်ကြောင့်တာဖြစ်သူရဲ့ကျမရဲ့အခြေအနေကိုစိတ်ပူသွားခဲ့ပါတယ်။အစားဟတ်ကိုကြာရှည်သုံးဆွဲတာဟာအစာရင်ထိခိုက်မှာကိုကြောက်ပေမဲ့လေအနက်တိုင်းမှာငရုစော့တာမရှိရင်ထမင်းစပွဲပေါ်ကဟင်းတွေဘလောက်ပဲကောင်းကောင်းကောင်းလေးဟာ၁၄တောင်လဲကြည့်မှာမဟုတ်ပါဘူး။အဲနောက်ကြည်ကြပြီးစောင့်ကိုပါတော့တယ်။သူ့ကိုချောမရတော့တာကြောင့်မတက်နိုင်တဲ့အဆုံးငရုစော့ကိုသာထုတ်ပေးလိုက်မှသာသူဟာစိတ်ကျဉ်တဲ့စွာဖြင့်အာဘာတရစားပါတော့တယ်။ပိုပြီးအံ့ဩစရာကောင်းတာကပုံမှန်တတိတွေစားရင်တော့သူဟာစောင့်နေတူစားတတ်ပါသေးတယ်။ အစီအစဉ်တင်ဆက်သူကလည်းအတက်ရွယ်ငယ်သေးတဲ့ကောင်းလေးဒီလိုငရုတ်စော်တွေစားနေတာဟာခနာကိုကိုတကယ်ပဲမထိခိုက်စေနိုင်ဘူးလားဆိုတဲ့အချက်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။အဲနောက်နောက်ရက်မှာတော့ကောင်းလေးကိုခေါ်ပြီး medical check သွားလုပ်ခဲ့ပါတယ်။ခနာကိုတစ်ခုလုံးကိုစစ်စစ်ဆက်ဆက်တိတိကျကျစစ်ဆေးနေပြီးသူ့ရဲ့အစာရင်ကိုလည်းအသေးစိတ်စစ်ဆေးချက်လုပ်နေပါတော့တယ်။နောက်ဆုံးတော့သူ့အစာရင်မှာဘာပြဿနာမှမရှိကြောင်းဆရာဝန်ကစစ်ဆေးတွေ့ရှိခဲ့ပေမယ့်အဆက်ကိုတော့လျှော့စားဖို့အကြံပြုလိုက်ပါတယ်။အဖိုးကြီးကပြုတ်ကျသွားတဲ့ပန်းအုပ်ကိုကြည့်ပြီးသူလည်းပြုတ်သွားမှာကိုစိုးရိမ်နေပါတယ်။ အဲဒါကြောင့်မို့လို့အိမ်ပြောင်းကုမ္ပဏီကိုဆက်သွယ်ပြီးတညလုံးရွာပြန်သွားပါတယ်။အဖိုးကဓာတ်ပုံလေးတွေကိုချိန်ပြီးပန်းအုပ်ကိုတင်လိုက်ပါတယ်။ဒါပေမဲ့သူလေကားတက်တဲ့အချိန်မှာစာအုပ်တွေပြုတ်ကျသွားပါတယ်။အဲဒါနဲ့အဖိုးကထပ်ပြီးစိုးရိမ်လာပါတယ်။သူသားလေကားဘော်ကပြုတ်ကျသွားရင်တည်သွားတာတော့မှဘယ်သူမှသူ့ကိုသတိထားမိမှာမဟုတ်ပါဘူး။အဲကြောင့်မို့လို့အဖိုးကတခြားမျိုးမှာတထက်အိမ်လေးတစ်လုံးဝယ်ပြီးထပ်ပြောင်းသွားလိုက်တယ်။အခုနေတဲ့အိမ်ဆိုရင်တထက်ပဲရှိတဲ့အတွက်ပြုတ်ကျသွားမှာကိုကြောက်စရာမလိုတော့ပါဘူး။အဖိုးကအိမ်တည်တဲ့ထဲမှာပစ္စည်းတွေကိုစီနေပါတယ်။ဒါပေမဲ့ရင်ွေးအိုးတိုးကရုတ်တရက်ကျခွဲသွားတယ်။ ်အဖိုးကကွဲသွားတဲ့ယူနီယိုကိုကြည်ပြီးစိတ်သက်ကြသွားပါတယ်။သူကတယောက်တည်းရှိတဲ့အတွက်သူတီမာသွားရင်ဘယ်သူမှသတိထားမိမှာမဟုတ်ပါဘူး။အဖိုးကဝန်နေပြီးထိုင်ကုန်ပေါ်မှာထိုင်ချလိုက်ပါတယ်။အဲ့ဒါနဲ့ဒီအချိန်မှာနေရံဘောကတပုံတွေကပြုတ်ကြပြီးမှန်မှောင်ကွဲသွားပါတယ်။အဖိုးကဒီကြောက်စရာကောင်းတဲ့အိမ်ကနေထွက်ပြေးဖို့ကြံနေပါတယ်။ဒါပေမဲ့သူနောက်ဆုတ်တဲ့အချိန်မှာမတော်တဆဘန်ကင်းနဲ့ပြုတ်ကျသွားတယ်။အဖိုးကသူဆုံးသွားပြီလို့ထင်နေပါတယ်။ဒါပေမဲ့သူပြန်ထလာမှဘာမှမဖြစ်တဲ့အကြောင်းသိလိုက်ပါတယ်။အခုချိန်မှာသူစိတ်ထဲမှာရှိတဲ့စိုးရိမ်ပူပန်မှုတွေအကုန်ပြောက်သွားပါတယ်။ အဖိုးကလက်ထဲမှာရှိတဲ့ပန်းအုပ်ကိုကြည့်ပြီးသူ့ကိုယ်သူအသက်60ရှိတဲ့ကလေးနဲ့တူတယ်လို့ခန်းစားရပါတယ်။သူကပန်းအုပ်ကိုဆိုက်ကြည့်ပြီးနောက်ဆုံးမှာပန်းအုပ်ကိုဖယ်ပြီးတော့ပန်းလေးကိုမြေထဲမှာဆိုက်လိုက်ပါတယ်။